အလုတ်တမောင်းဝင်ကြီးဌာနအမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့စည်းဝေးတင့်မြင့်ဆောင်2025ကိုဒီကနေ့နေ့လယ်ပိုင်းကအဆိုပါဝင်ကြီးဌာနယာယီစည်းဝေးခန့်မှန်းမှာကျင်းပပြုလုပ်ရာအမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌအလုတ်တမောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးချစ်စွေတက်ရောက်အဖွဲ့အမှာစကားပြောကြားရမှာ လူမှုဘူလုံရေးအဖွဲ့အနေနဲ့အလုတ္တမများရဲ့လူမှုဘဝလုံခြုံရေးအတွက်လူမှုကာကွယ်စောင့်ရှောက်မှုများကိုလူမှုဘူလုံရေးဥပဒေနဲ့အညီအကောင့်ထည်ဖို့ဆောင်ရွက်လျက်ရှိပါကြောင်းလက်ရှိမှာလူမှုဘူလုံရေးစီမံကိန်းကိုအကျုံးဝင်မြို့နယ်126မြို့နယ်အထိတိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီးအလုတ်ဌာနများမှအာမခံအလုတ္တမတိတ္တမ2ကိုသန်းခန့်အတွက်ကြမ္မာရေးစောင့်ရှောက်မှုနဲ့ငွေကြေးအကျိုးခံစား권များခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်းလူမှုဘူလုံရေးအဖွဲ့အနေနဲ့နိုင်ငံတကာလူမှုဘူလုံရေးဖွဲ့ ISSA အာဆီယံလူမှုဘူလုံရေးအသင်း ASSA တို့မှအဖွဲ့ဝင်ဖြစ်ပါဝင်ပြီးနိုင်ငံတကာအဆင့်မီထိရောက်ကောင်းမွန်တဲ့လူမှုဘူလုံရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရလူမှုဖူလုံရေးအဖွဲ့များအနေနဲ့အာမခံအလုတမများရဲ့အကျိုးကိုရှေ့ရှုပြီးအခုအစည်းအဝေးမှာမန္တလေးမြေငင်လျှောက်ကပ်မှုဖြစ်စဉ်ကြောင့်ငရင်ဘေးတင်ခဲ့ရတဲ့တိုင်းဒေသကြီးပြည်နယ်6ခုရှိအာမခံထားရှိသူများအားတဘောင်ဝဘေးအန္တရာယ်ကြောက်ရွံ့မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권50ရာခိုင်နှုန်းပေးအပ်ခြင်းနဲ့အာမခံလုတမများရဲ့မူလတန်းအလေတန်းအထက်တန်းတက္ကသိုလ်ကောလိပ်တို့မှာအချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီး ိများအတွက်ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းများအားလည်းမှတ်တမ်းတင်အတည်ပြုသွားမှာဖြစ်ပါကြောင်းပြောကြားပါတယ်။အဲဒီနောက်လူမှုဖူလုံရေးအဖွဲ့ခိတညွှန်ကြားမှုချုပ်ကလုပ်ငန်းဆောင်ရွက်မှုများရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီးမျိုးသားဆိုင်အဖွဲ့ဝင်ဒုတိယဝန်ကြီးနဲ့ဌာနကိုယ်စားလှယ်များကအစီအစဉ်အတိုင်းဆွေးနွေးတင်ပြခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။